ငင်းဆန့်ရှင်အမှုပညာကျွန်တော်မပြောဘူးဗျာအလုံးမှာကျွန်တော်အလှစ်ကြတော့ခိုင်းတာတွေအကုန်လိမ့်လို့ပေးတယ်အကူကြီးတောင်းတိုင်းကူညီပေးတယ်မနိုင်ရင်တော့ overtime လုပ်ပေးတယ်အခုတော့အဲ့ဒီအရာတွေအားလုံးကကျွန်တော်တာဝန်တွေဖြစ်လာတယ်ကျွန်တော်ငင်းလို့မရတော့ဘူးကျွန်တော်မှာ stress တွေအများများနေတယ်တငယ်ချင်းတရားကျွန်တော်ကိုရင်ဖွင့်ခဲတဲ့စကားဖြစ်ပါတယ်ဒီလိုစကားမျိုးကြားရတာသူတရားလေးစီကတော့မဟုတ်ပါကျွန်တော်ဘဝမှာခဏခဏကြားခဲ့မှုတဲ့စကားပါ သဘောကောင်အာနာယာကနေနောက်ဆက်တွေဖြစ်လာတဲ့ဆိုးကျိုးတွေပါမြန်မာလူမျိုးများဟာ no လို့ပြောရမှာအင်မတန်ကြောက်ရွံ့လေရှိကြပါတယ်နိုင်ငံခြားသားများနဲ့အလုပ်လုပ်တိုင်းဒီပြဿနာအမြဲတက်ပါတယ်မန်နေဂျာကပေးတဲ့တာဝန်တွေကို yes yes နဲ့ပြောသွားပြီးတကယ်တမ်းမှမပြီးကြပါဘူးပြီးရင်နောက်ွယ်မှာ boss အရန်ခိုင်ကြောင်ပြောတာမျိုးကြုံဖူးခဲ့ပါတယ်တခါကကျွန်တော်ရဲ့ boss ပိုလန်သူကသူ့နိုင်ငံကမွန့်အရှော်ဝဲလာပါတယ်ရုံးကဝန်ထမ်းတွေကိုကျွေးပါတယ် ကျွန်တော်ကတခုယူစားပြီးမကြိတ်လို့ဆက်မစားပါဘူးကြိတ်လားလို့မေးတော့ငါတို့နိုင်ငံကရတာမျိုးနဲ့မတူဘူးအရတာစိတ်နေတော့တိတ်မကြိတ်ဘူးလို့ပုံဝင်လင်းလင်းပြောမိပါတယ်သူကလေဟုတ်တယ်ငါတို့မုံတွေကိုလူတိုင်းမကြိတ်ကြဘူးဒီကမုံတွေနဲ့အရတာကွာတယ်လို့ပြောလာပါတယ်ကျွန်တော်တို့ဝန်ထမ်းတွေကတယောက်ကတော့ကြိတ်တယ်ဆိုပြီးစားကသွားထွေးထုတ်လိုက်ပါတယ်အဲ့ဒီမှာပိုလန်သူကတွေ့သွားပါတယ်ဘော့စ်နဲ့ကျွန်တော်ကခင်တော့ဘော့စ်ကနောက်ကွယ်မှာပြန်မဲပါတယ် ငါသတိထားမိသလားနင်းတို့မြန်မာလူမျိုးတွေက no လို့တိတ်မပြောကြဘူးနော်တဲ့ငါတို့စီမံနဲ့ယဉ်ကျေးမှုကွာလို့များလားတဲ့ကျွန်တော်လေဒီကအလေးထားအကျင့်စရိတ်တွေကိုအတက်နိုင်ဆုံးရှင်းပြလိုက်ပါတယ်ဒါပေမဲ့ तू နားမလည်ပါဘူးသူတို့စီမံမကြိတ်ရင်မကြိတ်ဘူးပဲပြောကြပါတယ်ဒီမှာတော့အာနာရှင်ဆိုတဲ့အရာကြောင့် yes လို့အရန်ပြောကြပါတယ်အဲ့ဒီ yes ကြောင့်ရတဲ့ဒုက္ခတွေလည်းမနှဲပါဘူးကိုတကယ်သဘောမကျပြီး yes လို့ပြောရတာတခါတရံတို့ရှိတတ်ပါတယ်တခါတရံကိုကျွန်တော်မဆိုလိုပါဘူး ဒါပေမဲ့အမြဲတမ်းလိုလိုအားနာနေရင်တော့ပြင်ပစိတ်ညစ်ရပါလိမ့်မယ်။ရှစ်မှာတော့ yes လို့လုပ်လိုက်ပြီးနောက်ွယ်ရောက်တာနဲ့စိတ်ညစ်သွားတာမျိုးတင်ကြုံဖူးမှာပါ။လူတိုင်းကိုပြူရှင်အောင်လှုပ်ပေးဖို့ဆိုတာဖြစ်နိုင်ပါဘူး။တင်ကအမြဲလှုပ်ပေးနေကြဆိုရင် အရာအလုံးဟာတင်ပခုံးဖို့တဖြည်းဖြည်းရောက်လာပါလိမ့်မယ်။အရန်လဲလာတဲ့တင်တဲ့ကြမှာတင်စိတ်ညစ်လာပါလိမ့်မယ်။ဒါဆိုအမြဲငင်းခိုင်းနေတာလားဆိုတော့မဟုတ်ပါဘူး။ကိုတောင်ဝန်ကိုကြင်အောင်တော့အမြဲလှုပ်ရမှာဖြစ်ပါတယ်။ ဒါအပြင်ကိုကူညီနိုင်တာကိုကူညီပါပိုပိုလိုလိုရနေတဲ့လူလိုတော့မဖြစ်သွားပါစေနဲ့အဲ့ဒီလိုဖြစ်သွားရင်လူတွေကတင့်ကိုခက်ပိုးပိုးရတဲ့အရာတစ်ခုလိုပဲဆက်ဆံလာပါလိမ့်မယ်အကေရေတင်ကအရန်ကူညီတတ်သူကူညီချင်းကြောင့်လုံးဝစိတ်မညစ်သူဆိုရင်တော့တင့်သဘောပါအခုပြောနေတာကကျွန်တော်လိုတာမန်စိတ်ထားနဲ့လူတွေအတွက်အကြံပေးနိုင်ခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ခံယူချက်ကမိမိမှာလုံလောက်တဲ့ပြုရှင်မှုရှိမှ မိမိပတ်ဝန်းကျင်ကိုတစ်သက်လုံးရေရှည်အကျိုးပြုသွားနိုင်မယ်လို့ခံယူထားလို့ပါ ရေကုန်ရေခမ်းကိုကြိုးမကြည့်ပေကုညီပြီးနောက်ပိုင်းစိတ်သက်ကြသွားမှကျွန်တော်မလိုလားပါဘူးကျွန်တော်မှကိုကြိုးစွန့်ပြီးကုညီရှင်နဲ့မြင့်မြတ်တဲ့စိတ်ဓာတ်မရှိဘူးလို့ဆိုလာရင်လည်းစိတ်မစိုးပါဘူးကျွန်တော်ကအတ္တနဲ့နဲ့ရောဆက်ထားတဲ့တာမန်လူတစ်ယောက်ပါကျွန်တော်ကုညီနိုင်တဲ့အရာတွေဆိုအစွန်းကုန်ကုညီပါတယ်ကျွန်တော်ညင်းဖို့လိုအပ်တဲ့အခါမှလည်းအာမနာတတ်ပါဘူးမိမိမလုပ်ရှင်တဲ့အရာတစ်ခုကိုသဘောတူလိုက်ရှင်က မိမိကိုယ်ကိုညာသလိုအခြားသူကိုလည်းညာလိုက်သလိုပါပဲ노လို့ပြောရဆိုတဲ့နေရာမှာလေရိုင်းပြစွာမပြောပဲရင်ကျဲစွာပြောလို့ရတဲ့နည်းတွေရှိပါတယ်ဥပမာတင်ကုန်တရားရကအကူကြီးတစ်ခုတောင်းနေဆိုပါစို့တင်ကလေမကူကြီးရှင်ဘူးဆိုရင်노လို့တုံးတိမပြောပဲအခြားကူကြီးပေးနိုင်မဲ့သူတရားကိုလမ်းညွန်ပေးနိုင်ပါတယ်ဘယ်ချိန်ဘလို့နေထားမျိုးမှာ노လို့ပြောမင်းဆိုတာကတော့တင့်ပေါ်ပဲမူတည်ပါတယ်တင်ကိုယ်တိုင်စီမင်းချမှတ်နိုင်ပါတယ် သူများတွေကိုအမြင်စိတ်ချမ်းသာအောင်ကူညီဖို့ဆိုတာသင်ဆိုတဲ့ကာယကံရှင်အရင်စိတ်ချမ်းသာနေမှဖြစ်မှာပါသူများတွေကိုဂယုစိတ်သလိုမိမိကိုယ်ကိုယ်လေးဂယုစိတ်ပါအတ္တမကြည့်ဖို့ပဲလိုတာပါတစ်ပင်ကောင်းရင်ငှက်တောင်နားလို့ရပါမယ်တစ်ပင်ကြီးအချိန်မတိုင်ခင်ပြိုလေးတည်ဆုံးသွားရင်တော့ငှက်တောင်တော့နားလို့မရတော့ပါဘူးလူတိုင်းသဘောကျအောင်သာ အမြင် yes လို့လုပ်နေရရင်တင်လို့ခြင်းနဲ့ပန်းနိုင်ရောက်မှာမဟုတ်ပါဘူးဘာတွေမလုပ်မလဲဆုံးဖြတ်ရတာဟာလေဘာတွေလုံးမလေးဆုံးဖြတ်ရတာ ਨੇ တန်းတူအရေးကြီးပါတယ်လူအရှုပ်ကသူတို့ရဲ့ဘဝမှာဘာတွေလုပ်မလဲဆိုတဲ့ဆုံးဖြတ်ချက်သာအရေးကြီးတယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာဘာတွေမလုပ်မလဲသို့မဟုတ်ဘယ်အချိန် no လို့ပြောမလဲဆိုတဲ့အချက်ကလေညီတူညီမျှအရေးကြီးနေပါတယ်တင်းရဲ့ဘဝဟာတင်းရဲ့ဆုံးဖြတ်ချက်တွေနဲ့ဖွဲ့စည်းထားတာပါတဲ့ဆုံးဖြတ်ချက်တွေကောင်းရင်ကောင်းတယ်လို့ဘဝဟာလေတိုးတက်ကောင်းမွန်လာတာဖြစ်ပါနေ။ဒီအချိန်မှာပြို့ဖို့စဉ်းစားထားလေ ကျွန်တော်သင်္ဘောသားဘဝကအထက်အရာရှိတယောက်ပြောတာလေပြန်သတိရမိနေတခါစကားလက်ဆောင်ကြရင် သူကသူ့ဘဝအကြောင်းကျွန်တော်ကို ပြောပြပါတယ်ရင်းလေးရအစကလဆာမကောင်းတော့ကကြက်တီးသလိုလဆာကောင်းလာတော့လေသူ့အထွားနဲ့သူကြက်တီးတာပါပဲအစကအိမ်ကတည်တည်လေးတီဗီလည်းမရှိ ကားလည်းမရှိမိမကရွှေတာသုံးဆွဲပြီးနေခဲ့တယ်အခုတော့ဖုန်းတွေပေါ်လာ ကားတွေရှိလာတီဗီတွေရှိလာတော့လေအသုံးစရိတ်တွေကဝင်ဝင်တက်လာသလိုလိတ်တက်လာတာပါပဲ ။ဒေရှာပြန်စဉ်းစားကြည့်တော့မထူပါဘူးကွာတဲ့။သူပြောသွားတဲ့စကားကတကယ်ကိုမှန်ပါတယ်။လူတယောက်မှာဝင်ငွေတွေတိုးလာတာနဲ့ထွက်ငွေတွေကလည်းများလာပါတယ်။ပိတ်ဆံတွေများလို့ငွေရှာတာရက်တော့မင်းဆိုတဲ့တထေးတူတူရှားပါတယ်။အလုံးကဒီထက်တောင်အမြဲစ조사ရင်းနဲ့ပဲဘဝကုံဆုံးသွားတတ်ကြပါလေဒီတော့ဘေးအချိန်ပြောကြမှာလဲသင်ရောဘေးအချိန်ပြောဖို့စဉ်းစားထားတယ်လေစဉ်းစားနေရင်ကြပါလေအခုပြောဖို့ပဲ조사ပါနေ့တိုင်းပြောပြောရှင်းရှင်းဖြတ်သန်းပါ ်တင့်ဘူချင်သားရင်တင်ပါလို့လေမောင်းထုံးမေသူမဟုတ်ရိတ်မေမဟုတ်လားအဲ့ဒီတော့ပဲတင့်ပြွချင်ချင်းကိုထိခိုက်မဲ့အရာတွေတင့်စိတ်ပေါ်မှာလာနာရင်မောင်းထုံးပြစ်ပါအာမနာပါနဲ့သူတို့ကတော့အနေနဲ့အများလာနာကြမှာပါပဲအကြာကြီးလာမနာအောင်လောက်ရမှာကတင့်တာဝန်ပါသူတို့ကိုအကြာကြီးနားခွင့်ပေးလိုက်ရင်တော့ပင်မဲကျမ်းမာရေးရှုံရင်းလာမှာပါကိုသွားခြင်းနဲ့ပန်းနိုင်ကိုရောက်အောင်သွားပါသွားနေစဉ်နေ့တိုင်းမှာလေပြုတ်အောင်နေပါ ရှာလီရှပလင်ကတခါကပြောပါတယ်မရေပဲနေတဲ့နေ့တနေ့ကဖြုံးတီးပြစ်လိုက်တဲ့နေ့တနေ့ပဲတဲ့ဒါကြောင့်နေတိုင်းပြုံးမိအောင်ပြောင်းပါရင်မိအောင်ရေပါ ပြွှွင်ချင်းဟာအဝေးကြီးမှမဟုတ်ပါဘူးတင်အနားမှာပဲရှိပါတယ်တင်တွေ့အောင် ကြေပေါ်ပဲလော်တာပါ Thank you for watching till the end Happy good day see you next video အဆုံးထိနားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်သွန်းရှင်များအားလုံးနှလုံးဆက်ဝမ်းအေးချမ်းကြပါစေ